တပင်ရွှေကြီးတဲ့ကြားဘူးကြလိမ့်မယ်နော်တောင်ငူခက်မှာပေါ်ခဲ့တာတောင်ငူခက်မှာမွေးလာတဲ့ချိန်အမေကမွေးလာတဲ့ချိန်မှာခေါင်းပေါ်မှာရွှေရောင်သပင်လေးတစ်ချောင်းပါလာတာလေဗျာဒါကြောင့်မို့သူ့ကိုတပင်ရွှေကြီးလို့နာမည်မှဲ့ခဲ့တာတကယ်ကိုဘုံးတဲ့ယုံနဲ့ပြည့်စုံတဲ့ပုံကူပဲဘုံးတဲ့ယုံနဲ့ပြည့်စုံတဲ့ပုံကူဘရင်တော်ဟုတ်တယ်မလားဘရင်တော်မင်းကြီးရဲ့ရောက်ဖတော်တယ်ဘရင်တော်မင်းကြီးကနမ်းမျိုးမဟုတ်ဘူး တပင်ရွှေကြီးကအဖေကမင်းကြီးညိုစွာတောင်ငူမြို့ကိုတီထောင်သွားတဲ့ရှင်မြင်းကြီးအမေကတော့အရက်သူပါပဲပဲနွယ်ကုန်းမြို့ရဲ့တကြီးသမီးတဲ့ဗျာခင်ဥတဲ့အဲ့ဒါမွေးလာတော့ခေါင်းပေါ်မှာရွှေအောင်လေးတပင်ပါလာလို့သူ့ကိုတပင်ရွှေကြီးလို့ခေါ်လာတကယ်ဘုံတဲ့ရုံနဲ့ပြည့်စုံတဲ့တိုက်ပွဲတွေအကြီးကျယ်နိုင်ကုန်တာသို့သောဖောက်ပြန်လာတယ်အဲ့ဒီဟာကိုသွားတယ်ပြီးတော့ကြိုက်သွားတာ ဗမာလူမျိုးတွေကပုံပုံတွေကတော့သူ့ကိုမတိုက်ရဲပါဘူးမဆွဲရဲပါဘူးเนาะအဲ့ဒီခေခါကစပြီးတော့ပေါ်တူဂီဆိုတဲ့လူမျိုးတွေကဗမာနိုင်ငံကိုအဝင်ထွက်ရှိနေပြီတဲ့ဗျာအဝင်ထွက်ရှိနေပြီကြားဦးကြမှာပေါ့နတ်ရှင်တော်တို့ဟုတ်တယ်မလားငရင်ကာတို့ပါလို့ဆိုတဲ့ပုံပုံတွေခေကြတဲ့ဒီအရှိတောင်အာရှနိုင်ငံတွေကိုပေါ်တူဂီတို့ဒတ်တို့အင်္ဂလိပ်တို့ဆွဲပုံပုံတွေကတော်တော်နှစ်ပေါင်းစော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 တွေရကူ ဆိုရပါစို့15ရာစုလောက်ကြရကိုသူကထိုးပေါက်လာဆိုတော့သူတို့နဲ့အတူတူပါလာပါလာခုခေတ်စကားနဲ့ပြောရင်တော့ဝိုင်လို့ပြောရတယ်မင်းဆိုတာသူကအရက်ချိုးလို့ဘာသာပြန်ထားတယ်အဲ့ဒါကိုသွားကတ်တာသွားတိုက်တာပေါ့သွားတိုက်တော့စွဲသွားတာပဲတဖြည်းဖြည်းနဲ့နော်အဲ့ဒီပေါ်တူဂီလူမျိုးကအရက်နဲ့လိုက်တဲ့အစားအသောက်တွေကိုလည်းအင်မတန်ကျွမ်းကျင်တဲ့ပုံကိုတဲ့ဗျာပုံကိုတဲ့နော် သူကပါလာတာအသင်မောသားဘဝနဲ့ပါလာတယ်သူထင်တယ်ဗမာပြည်ကိုတောင်ကိုရောက်လာဘလောက်တောင်မှတပင်ရွှေကြီးကနောက်ပိုင်းမှာပျက်စီးသွားတယ်ဆိုတော့အဲ့ဒီအရက်ကိုစွဲတယ်အဲ့ဒီပုတ်ကိုချက်ပေးတယ်နော်ဆိုကြပါစို့ကြက်ကြော်တွေဝက်ကြော်တွေအကင်အပေါင်းနေနေမှာပေါ့အဲ့ဒါကိုအဲ့ဒီလူမျိုးသူတယောက်တည်းလောက်ပြတ်တယ်ကြံတဲ့ပုတ်ကိုတွေမလောက်ပြတ်တော့အဲ့ဒီလူကိုပြန်သွားမှာသူသိတ်ဆိုးရင်တယ်သူ့ရဲ့စတော်ခဲပေါ့ဟုတ်တယ်မလား အရက်ကိုလည်းသူချက်တတ်တယ်တပြက်သီးတွေကနေစပြီးတော့ချက်တော့ဝိုင်းလိုပုံမျိုးမျိုးထင်ပါတယ်နော်နောက်တကဒီဟင်းလျာတွေကသူကလုတ်တတ်တော့သူပြန်သွားမှတုတ်ဆိုးရင်တော့မိဘရဲ့ငယ်တယောက်နဲ့ပေးစားပြီးတော့အဲ့ဒီမှာအခြေကြအောင်တောင်းဝင်မှာအခြေကြအောင်သူလုတ်တာလေဗျာနောက်ပိုင်းကျတော့ဆိုကြပါစို့အရက်ကိုဂျိုးကတ်တဲ့ပြီးတော့ဆွဲသွားတော့ဘာမှကိုတန်းရင်းပြေးကိုသူလှဲ့မကြည့်တော့ဘူးဘရင်နောင်ဆိုတဲ့ပုဂ္ဂိုလ်ကထီယိုနန်းယိုမဟုတ်ဘူး ဗမာနိုင်ငံကိုပထမတီထောင်သွားတဲ့ပုဂ္ဂိုလ်စုစည်းပြီးတော့သွားတဲ့ပုဂ္ဂိုလ်ကအလောင်းပါတော့အနောယထဟုတ်တယ်မလားပထမဗမာနိုင်ငံကြီးကိုစုစည်းသွားတာအဲ့ဒီအရင်တုန်းကဆိုရင်အင်းဝါကလည်းတမင်းပဲပြည်ကလည်းတမင်းပဲမွန်နီကလည်းတမင်းပဲဟုတ်တယ်မလားအနောယထရဲ့လက်ထက်မှာပထမဗမာနိုင်ငံဆိုအနောယထကတီထောင်တာဒုတိယမြန်မာနိုင်ငံကိုတော့အဲ့ဒီဘရင်တော်ကတီထောင်တာ ဘရင်တောင်လက်ထက်မမာနိုင်ငံအကျယ်ဆုံးပဲလေဗျာဒီနေ့အချိန်ကမ္ဘောဒီးယားတို့လာအိုတို့ဟော်ဒီထိုင်းနိုင်ငံတို့အဲ့ဒီဗမာထဲမှာပါနေတာဗမာပိုင်တာနော်ဘရင်တောင်ဟာမျိုးရိုးမဟုတ်ဘူးဘလို့ပြောမလို့ဘရင်ဖြစ်လာတာလဲမေးရင်တော့တပင်းရွှေကြီးလေးကိုမွေးတော့နော်မွေးတဲ့အချိန်မှာ노ဒိမ့်ပေါ့노တိုင်မဲ့အမျိုးသမီးကိုရှာရတာဆိုကြပါစို့မိဖုရားတွေကအမေတွေကကိုယ်တိုင်သားသမီးတွေကို노တိုက်ပုံမရအောင် ဒါနဲ့노တိုက်မဲ့ပုဂ္ဂိုလ်ရွေးတော့အဲ့ဒီဘရင်တော်ရဲ့အမေနဲ့အဖေကလည်းဘရင်တော်လေးဝေးပြီးကားစသူတို့ကလည်းမြောက်ပိုင်းနယ်တွေမှာဆင်းရဲတယ်ဆိုကြပါစို့နော်ဟိုတောင်ငူပေါ့လေသူတို့ကဘကိုးနယ်ဘက်ကထင်တယ်ငါတို့တွေဒီရက်မှာတော့လောက်ကင်စားတော့လို့အဆင်မပြေဘူးတောင်ဘက်ကိုရွှေ့ကြအောင်စို့ဆိုပြီးတော့တောင်ငူဘက်ကိုရွှေ့လာမှာဝင်ပြီးတော့သူကလည်းပြိုင်လာတယ်ဗျအဲ့ဒီဘရင်တော်ရဲ့အမေကตาလေးမွေးထားတာကိုဘရင်တော်လေးမွေးထားတော့ဝင်းပြိုင်တော့ तू ကအရွေးခံလိုက်ရတာ အရွေးခံရရတော့တပင်ရွှေကြီးရဲ့လက်ရလေဒီဘရင်တော်ကအကိုအရင်ကိုသူကမှတ်တယ်နိုးဆိုးဘက်ကိုဗျာနော်နိုးဆိုးဘက်ဆိုတော့ဘရင်သူ့ရဲ့ဟိုအကိုအရင်မှတ်နေပြီးတော့တတလုံးဒူဒူနေလာတာကြီးမကိုတော်တော်ပြောယူရတယ်ဟုတ်လားနော်နောက်ပိုင်းကျတော့သူ့ရဲ့အမာလားညီမာလားတော့စာထဲမှာမကွဲပြားဘူးနော်အဲဒီအမျိုးသမီးတယောက်နဲ့သူ့ရဲ့အမနဲ့ပေးစားလိုက်တာပေါ့လေပေးစားလိုက်တော့ သူ့ကိုလည်းဘွဲ့ပေးလိုက်တယ်တပင်ရွှေထီးကရှင်ပြန်ဖြစ်တဲ့ချိန်ကျတော့ဘရင်နောင်ကြော်ထင်တော်ရထားတဲ့နော်ဘရင်နောင်ကြော်ထင်တော်ရထားဘွဲ့ပေးလိုက်တယ်သို့သောဗမာလူမျိုးတွေကအဖျားဆွတ်တယ်ဘရင်နောင်ဘရင်နောင်လို့ခေါ်တာနဲ့တက်တလုံးတွင်သွားတာအဲ့ဒါဘရင်နောင်နာမည်ပဲသူ့ဘွဲ့မှာနောက်ကကြော်ထင်တော်ရထားပါသေးတယ်သိတယ်နော်ဘရင်နောင်ကနော်သူ့ရဲ့ညီတော်ကဒါတွေဆွဲနေပြီဒါမဟုတ်တော့ဘူးဆိုတာသိတယ် ဘလို့မှလည်းဆုံးမလို့မရဘူးချော့ပြောလို့မရချောက်ပြောလို့မရလဲသူ့ရဲ့ရောက်ဖာလဲတော်တာဘူးဗျနော်ရောက်ဖာလဲတော်တယ်ဘရင်ရဲ့နောင်တော်ဆိုပြီးတော့တရားဝင်အတိမတ်ပြုထားတာဆိုတော့ပြောခွင်လည်းရှိတော့ပြောတယ်ဆုံးမဘလို့မှမရဘူးနောက်ပိုင်းကျတော့လောကကြီးမှာလူသားတွေအတွက်နော်ကြမငင်းနေဆိုတာအဲ့ဒါမျိုးပြောတာဗျစစ်ထွက်ခါမီးတယ်တဲ့မဖြစ်မနေသွားရမှာစစ်တိုက်သွားမှာတေချာမှားထားခဲ့တယ်ဟောဒီနန်းတော်ကနေဘယ်မှမထွက်နဲ့တော့ ဘယ်မှမခွာနဲ့တော့မှားထားခဲ့တယ်မှားထားခဲ့တယ်နော်ပျက်စီးချိန်တန်တော့သူကထွက်သွားကရှိသေးတယ်ဒီမှာအမတ်တယောက်ကအကောက်ကြံတဲ့အမတ်လို့ဆိုကြပါစို့ဒီဟုတ်တယ်မလားစစ်တောင်းဘက်မှာတဲ့ဆင်တကောင်ပေါ်နေတယ်ဆင်သွားပြီးတော့ဖမ်းရရအောင်ဝါဒနာပါတယ်လေတောလိုက်တာလေဝါဒနာပြတော့ကဲဆိုတော့ထပြီးတော့လိုက်သွားတယ်အဲ့ဒီမှာပဲလုံကြံခံရတယ်လုံကြံခံရတယ်နော် အရက်ဒီမူအောင်တောက်တယ်ပြီးတော့ညမှာတလွန်တော်ပေါ်မှာအိတ်နေတာနော်ဟောဒီမှာချွေးစည်းလေးတွေတောင်ကြာလို့ဒါနဲ့ဝင်ခုတ်တာသူ့ရဲ့အဲ့ဒီအိတ်ဖန်ဆောင်လို့တော့မှာပေါ့နော်ကိုရန်တော်ကပဲဝင်ခုတ်တာခေါင်းကလေတလွန်ပေါ်ကနေလွတ်နေပြီးတော့ရှင်ထွက်သွားတာအောက်ထဲမှာနှစ်ရက် လောက်ကြာတယ်မျက်တော့မျက်တောင်ခတ်နေတာဘသူမှအနာမကပ်ရဲဘလောက်တောင်ကြောက်ရှာကောင်းတယ်ဘလောက်တောင်ဘုံတကူကြီးကြတယ်လဲဆိုတာနော်ဘသူမှမကပ်ရဲလို့သူ့ရဲ့ငယ်ဆရာဖြစ်တဲ့ ဆရာတော်ကိုတွားပင့်ရတယ်ဆရာတော်ကလိုက်လာပြီးတော့သူအစီမံနေနဲ့ပြုတ်လိုက်မှမျိုးလုံးလေးကမှိတ်သွားတာလေဗျာကြောက်ရှာသိကောင်းတာတေးလိုက်တော့တေးတဲ့အချိန်မှာ30အသက်30ကျော်လို့ပဲရှိတယ်တပင်ရွှေကြီးကဘာမှမကြည့်လိုက်ဘူးဘာမှနဲ့သူကဘုံကံပါရမီနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်တော်လဲပဲဗမာနိုင်ငံအတွက်သူလုတ်ခဲ့တဲ့နော်ဟိုကောင်းမှုရလို့လဲဘာမှမကြံခဲ့ဘူး သူ့ရဲ့လုပ်ွက်လူမှုရေးနဲ့ပတ်သက်ပြီးတော့တိုင်းပြည်အတွက်လည်းဘာမှမကြံခဲ့ဘူးအဲ့ဒါအရက်ကဖြစ်လို့သူဘာဖြစ်လဲဒီလိုပဲမကောင်းတဲ့ရင်ကြော်စောပြီးတော့အသေးဆုံးနဲ့တေွားရတာပဲတဗျာတပင်ရွှေထီး